NUG PDF ပါဝင်အဖွဲ့တိုင်းနဲ့ဆွေးနွေးမြည်ဟုစစ်ကောင်စီမြင်းကောဥက္ကဋ္ဌပြောကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးဆိုရာ NUG ပြည်သူ့ကာကွယ်တပ်မတော် PDF ပါဝင်အဖွဲ့တိုင်းနဲ့ဆွေးနွေးမြည်ဖြစ်ကြောင်းစစ်ကောင်စီအမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ NSPNC ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာဖြေကပြောပါရယ်။ပြီးခဲ့တဲ့မလ24ရက်မှ26ရက်ထိနေပြည်တော်တွင်ပြုလုပ်ခဲ့သည့်2025ငြိမ်းချမ်းရေးဆွေးနွေးပွဲနောက်ဆုံးနေ့တွင် ၎င်းကထပ်ပါအတိုင်းထည့်သွင်းပြောကြားခဲ့သည့်အကြောင်းဆွေးနွေးပွဲတွင်ပါဝင်တက်ရောက်ခဲ့သူတို့ကပြန်လည်ပြောပြခြင်းဖြစ်ပါသည်။ဤသည့်အဖွဲ့မစိုးဘဲအဖွဲ့ဖြစ်ဖြစ်ဆွေးနွေးမယ်ဂျိုတင်သတ်မှတ်ချက်မထားကြနဲ့လာသာလာခဲ့တကယ်လို့ရှိရင်လဲအဲ့ဒါကိုစဆွေးနွေးမယ်။နေရမရွေးဘူးဆွေးနွေးဖို့အသင့်ရှိတယ်ဟုစစ်ကောင်စီငင်းကောဥက္ကဋ္ဌကပြောပါတယ်။သို့သော NUG ဘက်ကမှအယုံကြည်မရှိဖြစ်နေပြီးဆွေးနွေးလို့စိတ်မရှိဖြစ်နေသည်ဟုအစိုးရဘွဲတက်ရောက်ခဲ့သူကပြောပါတယ်။ ထိုအကြောင်းနဲ့ပတ်သက်၍ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူကိုနေဖုံးလက်ကကျွန်တော်တို့ဒေါ်လာရေးအင်အားစုတွေအနေနဲ့ကနိုင်ငံရေးဥတီချက်6ရက်ရှိပြီးသားဖြစ်တဲ့အဲ့ဒါဟာကအကန့်အသတ်တွေဘာတွေပြောနေစရာမလိုဘူးကျွန်တော်တို့နိုင်ငံနဲ့ပြည်သူလူထုအတွက်အထူးသဖြင့်ကျွန်တော်တို့နိုင်ငံမှာအခုလိုမျိုးစစ်တပ်ကခဏခဏအာဏာသိမ်းပြီးပြည်သူကိုနှိပ်စက်မှုပြုနေတဲ့အစိုးတန်တရားလဲနေတာကိုရက်တံပေါ်အင်မတန်မှအရေးကြီးတဲ့အချက်တွေဖြစ်ပါတယ်ဒီအချက်တွေက တကယ်အခြေခံမဖြစ်မနေတိုင်းပြည်ကိုခေပြောင်းစနစ်ပြောင်းလုပ်မယ်ဆိုရင်တော့ဒီချက်တွေနဲ့ကန့်ညီမယ်ဆိုရင်ကြီးညာထားတာကန့်ညီမယ်ဖြစ်တယ်ဆိုတဲ့သဘောနဲ့ဥတီချက်6ရက်ကိုအတိအလင်းကြီးညာထားတာဖြစ်တဲ့ဒီချက်တွေပေါ်မှာအခြေခံပြီးမှသာလျှင်စကားပြောမယ်ဆိုတဲ့ကိစ္စရက်တွေကဖြစ်ဖို့ရှိပါမယ်ဟုပြောပါတယ်။သို့သောစစ်ကောင်စီအနေဖြင့်လက်ခံဆွေးနွေးရန်လမ်းဖွင့်ထားသည်ဟုပြောဆိုရုံဖြင့်မရဘဲလက်ရှိစစ်တပ်ကလှုံ့ဆော်နေသည့်လေရင်ဖြင့်ပုံကျခြင်း အရက်သားပြည်သူများကိုပြစ်မှတ်ထားပြီးတပ်ဖြတ်မှုများကိုရက်တန်းကရရင်နေနိုင်ငံရေးအကျဉ်းသားများကိုလွတ်ပေးရန်လိုအပ်ကြောင်းပြောင်းလဲမှုလိုလားသည့်စိတ်ဆန္ဒများကိုပြသခြင်းမရှိပါကဒေါ်လာရေးအရာစုများကလက်ခံဆွေးနွေးမည်မဟုတ်ကြောင်းဥနေပုံလက်ကဆက်လက်ပြောကြားပါသည်။ထို့ပြင်အညာဒေသမကွေးနှင့်စကိုင်းတိုင်းအတွင်းရှိပြည်သူ့ကာကွယ်တပ်ဖွဲ့တချို့ကထို့သို့ဆွေးနွေးမည်ဟုပြောဆိုခြင်းနဲ့ပတ်သက်ပြီးအယုံကြည်မရှိကြောင်းမှတ်ချက်ပေးကြပါသည်။ သူတို့ကတော့အခုမှဒီစကားကိုပြောတာမဟုတ်ပါဘူးတခြားလုံးအဲ့ဒီစကားကိုသုံးလာတာမို့ဘာမှတော့အရေးမကြီးပါဘူးဟုမကွေတိုင်းမြိုင်နဲ့ပေါ့ဒေတာရှိကာကွယ်ရေးတပ်များစုပေါင်းဖွဲ့စည်းထားတဲ့အညမြေတပ်ပေါင်းစု၏ပြန်ကြားရေးတဝန်ခံကပြောပါရယ်တဖန် NUG PDF နဲ့ပတ်သက်၍စစ်ကောင်စီထင်မြင်ယူဆချက်များကို၎င်းကအချက်၄ချက်ဖြင့်ထောက်ပြပြောဆိုပါရယ်တိအချက်ကမခံကြည့်မခံနိုင်မှုနှစ်ချက် NUG PDF သည် အာနာသိမ့်ပြီးနောက်မှာဒါအားကောင်းလာတော့အရန်ကိုမုံတီးမှုသုံးအချက်ကအမေစုရဲ့ NND နဲ့တရားရာဂိုင်းနှုံးဆက်ဆက်နေမှုလေးချက်ကပြည်သူထောက်ခံမှုကိုတရားရာဂိုင်းနှုံးရတာလို့အဲ့ဒီချက်တွေကစာခရီတအားကိုမုံတီးပြီးမနာလို့ဖြစ်စေတယ်။ဒါကြောင့်ဒီအဖွဲ့တွေကိုနောက်ဆုံးနောက်ဆုံးသူတို့လုံးလုံးရှုံးမှသာထပ်ပေါက်ဖြစ်လက်ဆွဲလိုက်မယ်ဟုကျွန်တော်တို့ခံမှန်းတယ်ဟု၎င်းကပြောပါတယ်။မန်လာနောက်ဆုံးဘက်ကပြုလုပ်ခဲ့တဲ့ငင်းကြေးဆွေးနွေးပွဲတွင်စစ်ကောင်စီကငင်းကောဥက္ကဋ္ဌက ျွန်တော်တို့ကဘာတမတ်ချက်မှမရှိဘူး။ဂျန်တဲ့အဖွဲ့အစည်းတွေကတမတ်ချက်တွေရှိတယ်။တက်မတော်ကနိုင်ငံရေးကထွက်မာတို့တက်မတော်ကိုဖျက်မာတို့ယာယီအစိုးရဖွဲ့မာတို့စသဖြင့်ဒီလိုမျိုးကန့်သက်ချက်တွေအဲ့ဒါတွေရှိမှလာဆွေးနွေးမယ်ဆိုတော့မဖြစ်နိုင်တဲ့တောင်းဆိုမှုတွေရှိတယ်။ဒါပေမဲ့အဲ့ဒီတောင်းဆိုမှုတွေကိုလည်းလက်ခံဆွေးနွေးဖို့လမ်းဖွင့်ထားတယ်ဟုပြောကြားခဲ့တဲ့အကြောင်းစစ်ကောင်စီအတွက်ဝါဒဖြန့်တဲ့ရင်ဌာနများ၏ Telegram များတွင်ဖော်ပြထားသည့်ဗီဒီယိုများအရသိရပါဗျ။ လက်ရှိလက်နက်ကင်တိုက်ပွဲ၄နှစ်နီးပါးကာလအတွင်းစစ်ကောင်စီထိန်းချုပ်ထားနိုင်သည့်နေမြေ၄ပုံတစ်ပုံမီမရှိတော့ကြောင်းအမျိုးသားညီညွတ်ရေးဆိုရာ NUG ရာသီသမရဒူအားလက်ရှိလာက2025မြန်မာနှစ်တစ်ခုမိန့်ခွန်းအတွင်းထည့်သွင်းပြောကြားခဲ့ပါသည်ထို့ပြင်ယခု2025နှစ်တွင်ကြီးမားသည့်ဒေါ်လာရေးအလဲပြောင်းဖြစ်လာစေမည်နှင့်ပြည်သူလူထုအတွက်ဒေါ်လာရေးအပြီးသတ်အောင်ပွဲကိုယူဆောင်သွားနိုင်မည်နှင့်ဖြစ်လာစေရန်ဒေါ်လာရေးအင်အားစုများကြိုးပမ်းရမည်ဟု ရှိုင်းသမရကပြောကြားပါတယ်ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သည့်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငင်းချင်းဤဖော်ဆောင်မှုကော်မတီ NSBNC သည်ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာနဲ့ယခုနှစ်ဇန်နဝါရီတို့တွင်နှစ်ချိန်အထိမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တမတော် MNDAA နှင့်ပြည်ထောင်နိုင်ငံကုမင်းမျိုးနိုင်ဆွေးနွေးခဲ့ပါတယ်ထို့နောက်တရုတ်ပြည်အကြောင်း MNDAA အနေဖြင့်ပြီးခဲ့တဲ့နှစ်ဇူလိုင်25ရက်နေ့ကတင်ပိုက်ခဲ့သည့်လာရှိုမျိုးမှာယခုနှစ်အေဗီလအတွင်း ပြန်လည်ဆုတ်ခွာခဲ့ရပြီဖြစ်ပါတယ်အလားတူ NSBNC သည်မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့ဝင်ဖြစ်သည့်တန်အမျိုးသားလူမျိုးရေး TNL နှင့်ယခုနှစ်ဖေဖော်ဝါရီလအတွင်းဆွေးနွေးခဲ့တော်လည်းမအောင်မြင်ခဲ့ပေယခု AB လတွင်နှစ်ဖွဲ့ထပ်မံတွေ့ဆုံရရှိသည်ဟု PSN နှင့် TNL ဘက်ကဖေဖော်ဝါရီဆွေးနွေးပွဲပြီးထုတ်ပြောထားတော်လည်း AB 20ရက်နေ့အထိဖြစ်ပေါ်လာခဲ့ခြင်းမရှိသေးပေစေကောင်းဆောင်တဲလီရှိတဲ့ငံပလီကဟိုတယ်လက်နက်ကြီးထိတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ် အာရခတက်တော်ရခိုင်တက်တော်နဲ့စေကောင်စီတက်ဖွဲ့တွေကြောင့်တိုက်ပွဲဖြစ်နေတဲ့တန်တွဲမြို့မှာလက်နက်ကြီးတွေကြတာကြောင့်ငပလီကန်းကြီးက Jasmine ငပလီ Resort နဲ့ American Hotel တွေထိမှန်သွားတယ်လို့ဒေသခံတွေကပြောပါတယ်။ဇွန်လ6ရက်ကထိခိုက်ပျက်စီးသွားတဲ့ Jasmine ငပလီ Resort ကစေကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်တဲလီရှိတဲ့ဟိုတယ်ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာအရှင်ဖြစ်လက်ခံကျင်းပတဲ့ရှစ်ကြိမ်မြောက် မြန်မာတိုင်းတက်မတော်နေ့ရက်ကြအစင်မြေအရာရှိကြီးများအစည်းအဝေးကို2023ခုနှစ်က Jasmine Valley Resource မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအစည်းအဝေးကိုတက်မတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်းနဲ့ထိုင်းပရင်တက်မတော်ကာကွယ်ဦးစီးချုပ်တို့တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ဟိုတယ်ရီရှိတဲ့ခေါရဟာတိုက်ပွဲစုံထဲမှာကြာတယ်လို့ဖြစ်ပြီးဘေးအဖွဲကပြစ်တဲ့လက်နက်ကြီးမဲ့အသေးချာမသိဘူးလို့တန်တွဲမြို့နယ်ဒေသခံတွေကပြောပါတယ်။ရှိတယ်ရောလေချောင်းရောကြီးကရောဒုံးနေနေပြတာ ကောရွာကတိုက်ပွဲစုံတွေမှာကြာတယ်လို့ဖြစ်နေတာ Jasmine Hotel ကရွာရဲ့မြောက်ဖက် Emerald Hotel ကတောင်ဘက်မှာရှိတယ်။ရွာကလည်းခက်သေးသေးပါလို့တန်တွဲမျိုးနဲ့ဒေသခံအမျိုးသမီးတယောက်ကပြောပြပါရယ်။တိုက်ပွဲကြောင့်ထွက်ပြေးလာတဲ့ကောရွာကဒေသခံအယောက်တရာကျော်ကိုလည်းစစ်ကောင်စီကဖမ်းဆီးပြီး Emerald Hotel မှာပိတ်လောင်ထားခဲ့တဲ့အကြောင်းစစ်ကောင်စီတပ်တွေ Hotel ကနေပြန်ထွက်သွားချိန်မှာလက်နက်ကြီးတွေကျလာတာကြောင့် Hotel ကနေထွက်ပြေးလာခဲ့ကြရတယ်လို့ဒေသရင်းသတင်းဌာနဖြစ်တဲ့သတင်းတွေကဖော်ပြပါရယ်။ မန်စင်လီစိတ်တန်တွဲလီစိတ်မှာတက်ဆွဲနေတဲ့စစ်ကောင်စီတပ်တွေကလမ်းနေပိတ်ထားတာကြောင့်တိုက်ပွဲစုံနဲ့ဖြစ်နေတဲ့ကောရွာနဲ့ဇပဲကြီးရွာကဒေသခံတွေဟာထွက်ပေါက်ပိတ်နေတယ်လို့ဒေသခံတွေစီကသိရပါဗျ။တန်တွဲမြို့နဲ့သုံးမိုင်လောက်ဝေးတဲ့ကောကြီးရွာမှာဖြစ်နေတဲ့တိုက်ပွဲတွေကြောင့်လက်နက်ကြီးတန်တွေနဲ့လေကြောင်းပစ်ခတ်တန်တွေမနေ့ကတနီကုန်နှီးပါကြားနေရပြီးဒီနေ့မနက်မှလည်းလက်နက်ကြီးတန်တွေကြားနေရပြီးမြေလေကြောင်းတန်တော့မကြားရဘူးလို့တန်တွဲမြို့ကန်တယောက်ကပြောကြောင်းသိရှိရပါဗျ။ဆက်လက်တင်ဆက်ပေးမယ့်တဲ့ရင်အကြောင်းကတော့ ရန်ကုန်မှာရက်ကွက်အုပ်ချုပ်ရေးမှူးရုံးနှစ်ခုဘုံခွဲတိုက်ခိုက်ခဲ့ရာဒဏ်ရာရသူတွေရှိတယ်လို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့မြို့နယ်တစ်ခုကရက်ကွက်အုပ်ချုပ်ရေးမှူးရုံးနှစ်ခုပြီးခဲ့တဲ့ဇွန်လ3ရက်နေ့4ရက်နေ့တွေကဘုံခွဲတိုက်ခိုက်ခံရပြီးအုပ်ချုပ်ရေးအဖွဲ့ဝင်တို့ဒဏ်ရာရတာတွေရှိခဲ့တယ်လို့မြို့ပြပြောက်ကြားအဖွဲ့နဲ့ဒေသခံတွေထံကသိရပါဗျ။ဇွန်လ3ရက်နေ့ညပိုင်းကမင်္ဂလာတုံမြို့နယ်အနက်ပင်ရက်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုအဝေးထိန်းမိုင်းနဲ့တိုက်ခိုက်ခဲ့ပြီး3ဦးဒဏ်ရာရတယ်လို့နှုတ်ကယူကြီးအဖွဲ့ကတာဝန်ရှိသူကပြောပါဗျ။ အဝေးထိမ်းမိုင်းနဲ့ခွဲလိုက်တာအထဲမှာစီဝေးလုံနေတဲ့အထဲ၃ယောက်ထိသွားတာတွေ့လိုက်တယ်လို့သူကပြောပါတယ်။ဒါ့အပြင်ဇွန်လ၄ရက်ညပိုင်းကလည်းရွှေပြည်သာမြို့နယ်ရက်ကွက်နေအုပ်ချုပ်ရေးမှုရုံဘုံခွဲတိုက်ခိုက်ခံရပြီးဒဏ်ရာရသူရှိမရှိဆိုတာတော့မသိရကြောင်းရက်ကွက်နေတဲ့ရက်ကွက်နေပြည်သူတို့ကပြောပါတယ်။ ဘုံပေါက်တာတော့ဟုတ်ပါတယ်ည10:00နာရီလောက်ကြားလိုက်ရတာဘသူတွေထိတယ်လဲတော့သေချာမသိရဘူးလို့ပြောပါတယ်အဲ့ဒီညမှာပဲမင်္ဂလာတုံးကစစ်တပ်ပိုင်း MEC နိုချက်ဆက်ယုံဂိတ်ဝါလဲတိုက်ခိုက်ခဲ့ရပြီးတိုက်ခိုက်မှုနှစ်ခုစလုံးကိုရန်ကုန်တိုင်းတပ်မဟာ၏တက်ခွဲမှလုံဆောင်ခဲ့ကြောင်းထုတ်ပြန်ထားပါတယ်ရန်ကုန်မှာအခုရက်ပိုင်းအုပ်ချုပ်ရေးမှူးချုပ်နေယာယီမှုတွေတိုက်ခိုက်ခံရတာတွေဇက်တိုက် ဖြစ်လာပါတယ်ပြီးခဲ့တဲ့မေလ30ရက်ကလည်းအေးစိန်ရဲ့နောက်ကျုပ်ကုန်းရက်ွက်အုပ်ချုပ်ရေးမှူးချုပ် ဘုံခွဲတိုက်ခိုက်ခရမှုမှာယာယီမှုတဦးဒဏ်ရာရခဲ့တယ်လို့ဇွန်လ၁ရက်ကလည်းလိုက်တာယာမျိုးနဲ့၃ရက်ကွာကယာယီမှုတဦးတနက်ဖြစ်ခံရပြီးသိဆုံးခဲ့တယ်လို့သိရှိရပါတယ်။